အားကြတဲ့စိတ်ဆိုတဲ့အရာပေါ်မှာခုနကကျွန်တော်ပြောနေနေပေါ့လူတူးတယောက်ကမဖြစ်တယ်ခုနကဟိုပြောတာအင်းလူတူးတယောက်ကသူများဖြတ်လို့ပြတ်တယ်ဆိုတာတော့ခက်ရှရှာပဲဒါမဲ့ကိုကိုကိုဖြတ်မှပြတ်မှာသူများကြိုက်တယ်လို့ပဲဖြတ်စီကိုကိုကိုမဖြတ်စီတွေ့ဘယ်တော့မှမပြတ်ဘူးအေးကျွန်တော်တို့အခုအခုတော်တော်များများအကောင်းကြီးဆိုကျွန်တော်တို့နိုင်ငံသားတွေကတော်တော်များများကသူများဖြတ်လို့ပြတ်တာမဟုတ်ကိုကိုဖြတ်လို့ပြတ်ကြတဲ့လူကများတယ်ဗျဟုတ်တယ် ကိုယ့်ကိုဖျက်လို့ပြက်တဲ့ထဲမှာလဲကျွန်တော်တို့နိုင်ငံအခုရေးခင်းဒီနိုင်ငံအရေးမှာလဲကိုယ့်နိုင်ငံကိုကိုယ့်နိုင်ငံသားကပြန်ဖျက်နေတာပြန်ဖျက်တာဟုတ်တယ်ပြန်ဖျက်နေတဲ့အတွက်ဒီပြက်နေတဲ့အရာကိုတိတဲ့ကျွန်တော်တို့အမှန်တရားကိုမျက်နှိုးပါတယ်ဆိုတဲ့လူတွေမှာလဲအချိန်ကြီးတော်လိုင်းအချိန်ကဘယ်လောက်တောင်ကြာနေရဲဆိုတော့ကိုယ့်ကိုပြန်ဖျက်နေတဲ့တတိပါနေတဲ့လူနည်းစုလူနည်းစုပါပဲ အတိုင်းဝိုင်းကရှိနေတယ်အဲ့ပါအဲ့ပါအဲ့တော့လူနေသူအတိုင်းဝိုင်းရှိနေတဲ့ခါကျတော့ကျွန်တော်တို့ဒီမှာထွက်អော်တယ်ဆိုတဲ့အရာပုံစံမျိုးတွေတော့ဘာကြောင့်လဲဘာကြောင့်လဲထိတ်ဆလဲအဆုံးလိုက်ပြီးစဉ်းစားတဲ့ခါကျတော့ဘယ်နေရာမှာမှားနေရောလဲငါတို့ကိုယ်တိုင်မှာမှားတဲ့ဟာရှိလားငါတို့ဘယ်နေရာနဲ့လောက်ရမလဲလူတွေကဒေါ်လာရင်းဆိုပြီးခေါင်းစဉ်တက်ပြီးတော့နေရာပေါင်းစုံမှာလုံနေရတယ်ကျွန်တော်တို့တော့ဒါလေးတိုင်းလေးရပဲអော်တယ်ပြောပြောဘာပဲဖြစ်ဒါမှအတိညာဘ ഹു တုတ္တနဲ့ပေးပြီးတော့ကျွန်တော်တို့ကောင်းစေခြင်းတဲ့စိတ်မျိုးတွေနဲ့ပြောနေတာအဲ့ဒီအရာတွေအပေါ်မှာခင်ဗျားတို့ကိုယ်တိုင်ကလည်းအပြစ်မမြင်ဘဲနဲ့ ဒီလူတွေမှန်မှန်ကန်ကန်သွားတယ်မှန်မှန်ကန်လုပ်နေဆိုရင်ဘလို့ပုံစံနဲ့ဝင်းရံရမလဲလုတ်ရမယ်ဟုတ်ပါမန်ကန်ရင်တော့ထောက်ခံပြီးဒါပေမဲ့မားရင်တော့လည်းမားတယ်လို့ပဲမားတယ်လို့ပဲဝေဖန်၃၀ဝေဖန်၃၀ပါ၃၀တောင်းလို့မရခင်ဗျားဖောင်းထုတ်တယ်ပြန်ထုတ်ရတယ်ထုတ်လို့ရပါတယ်ဒီအရာဒီအပေါ်မှာငါတို့ကိုယ်တိုင်ကတော့ဒီအမှန်တရားကိုသွားနေတဲ့လမ်းကြောင်းပေါ့ဘာလို့မလိုက်ပါနိုင်မဲနဲ့ပြန်ပြီးတော့ကိုယ်တွေပြန်ဖောင်းထုတ်လို့ဆိုရင်ဒါသူတို့ကအခွင့်အရေးသမားတွေပုံစံဖြစ်သွားမှာပေါ့ဗျာအေးပေါ့ဘာဖြစ်လဲအခွင့်အရေးသမားじゃ သူတို့မဟုတ်တာလုပ်တဲ့ဟာကိုကသူအများသိသွားမှကြောက်လူလားဒါပဲရှိတယ်အခုဒီဒီဒီစက္ကစလို့ပေါ့ဗျာအရင်တော့ကသူတို့ပြည်သူတွေအ ਨੇ အ ਨੇ လောက်ပဲတိကြတယ်ဗျာအခုဒီဒီဒီတော်လန်ရေးဖြစ်သွားတဲ့ခါကျမှပြည်သူတွေအများစုနဲ့တိလာတာဟုတ်တိလာတယ်အဲပိုပြီးအာနာရှင်အဲ့ဒါကြောင့်မို့ကိုတွေကိုဖောင်းထုလို့လားအာနာရှင်စတေဆိုးကမကောင်းဘူးဆိုတော့ပိုပြီးတိလာတယ်တိလာတဲ့အခါကျတော့တိလာတဲ့အခါကျတော့ဝိုင်းပြီးတော့လက်နဲ့ကင်ပြီးတော့တွန်းလန်နေတွန်းလန်နေရအခု၄နှစ်ကျော်ကာလချိန်ကြာလာပြီဘာလို့ထိရောက်တဲ့အရာတွေမဖြစ်ဘူးလဲဆိုလဲဆိုတော့ ကျွန်တော်အားမလို့အမြိုက်ဖြစ်လာအောင်အဲ့တော့ဟာဒါဆိုရင်တော့မဟုတ်တော့ဘူးတတိပါနေပြီပါနေပြီတတိပါနေပြီအခွင့်အရေးသမားတွေပါနေပြီဒီအရာမျိုးတွေကိုခမရတို့ပြည်သူတွေအနေနဲ့လဲခမရတို့ကအော်ပိုင်ခွင့်ရှိတယ်အော်ပိုင်ခွင့်စစ်စေးစစ်စေးတင်းတယ်လို့ထင်တယ်လောက်ပိုင်ခွင့်ရှိတယ်လောက်ပိုင်ခွင့်ရှိတယ်လောက်ပိုင်ခွင့်ရှိတယ်လဲဆိုတော့မြန်မာနိုင်ငံအရေးအာကျွန်တော်ကိုယ်လုံးနဲ့တက်ဆိုင်တယ်မြန်မာနိုင်ငံသားအားလုံးနဲ့တက်ဆိုင်တယ်တက်ဆိုင်နေဆိုတော့ညမှာအချင်းအဲဒီလိုလည်းလုံနေကြတယ်အဲ့လိုတွေးလို့မရဘူးကြာတန်ရင်သားအားလုံးနဲ့လည်းတက်ဆိုင်တက်ဆိုင်တယ် ်မြန်မာစကားပြောတဲ့မြန်မာနိုင်ငံသားဘာသာ၄မျိုးပဲဖြစ်ဖြစ်တိုင်းရင်းသား၃၅မျိုးပဲဖြစ်ဖြစ်အကုန်တက်ဆိုင်အကုန်လုံးနဲ့တက်ဆိုင်အကုန်လုံးတက်ဆိုင်နေအကုန်လုံးနဲ့တက်ဆိုင်နေအရာတွေပုံမှာလွတ်လပ်စွာပြောဆိုပိုင်ခွင့်ဒီမိုကရေစီကိုလိုချင်ဒီလိုအချိန်အခါမျိုးမှာဘသူပဲမှားမှဘသူပဲဘာဖြစ်နေလဲခင်ဗျားတို့ပြောပိုင်ခွင့်ရှိတယ်ပြောပိုင်ခွင့်ရှိတယ်အဲ့ဒီလိုမျိုးကျွန်တော်ကပြောပိုင်ခွင့်ရှိတာထဲမှာကကျွန်တော်ကျွန်တော်နဲ့ပြောကြဟုတ်ကဲ့ပြော ပြောမှရတော့မယ်ဗျာပြောမှရတော့မယ်မပြောလို့မရတော့ဘာဖြစ်လဲဆိုတော့မပြောဘူးပြည်သူတွေအနေနဲ့ဒီလိုမျိုးပဲမဟိုမတိတလို့နေသွားမယ်ဆိုရင် ဒီအဒီရဲ့ဆုံးရှုံးမှုထိခိုက်မှုကဒီထက်မကပိုဆိုးသွားလာမင်းတို့တော့ကျွန်တော်မြင်တယ်နိုင်ငံမှာပြတ်သွားမယ်ဆိုတော့သိကြတယ်ကျွန်တော်တို့ဒီပြောခဲ့မှုဓာတ်တွေတကယ်ဖြစ်နေတယ်ဖြစ်လာနိုင်တယ်ဒီမလာရုရှားကိုသွားတယ်ဆိုတော့အေးခင်ဗျားတို့တွေးနေတာယူရီတွေးရနော်ကျွန်တော်တုံးတက်ပြရမယ်နိုင်ငံကြီးနဲ့ပတ်သက်ပြီးအာဟုတ်ကဲ့ကိုတခြားနိုင်ငံကြီးနဲ့ဟိုကဘာလဲဆိုတော့သုံးနှစ်ကျော်ကာလအထိတရုတ်အစိုးရကကျွန်တော်တို့အာနာရှင်ကိုမခေါ်ဘူးသုံးနှစ်ကျော်တဲ့အချိန်မှာအာနာရှင်ကိုလူရတက်သွင်းပလိုက်တယ်နော်တရုတ်ပြည်သွားတယ် အဲ့ဒီမှာကျွန်တော်တို့နက်နာမှုတွေရှိတယ်အဲ့ဒီအရာတော့ကျွန်တော်တို့ဒီဒီပဲချမ်းတာပေါ့ဒီပဲချမ်းတော့နက်နာတာပေါ့ကျွန်တော်တို့တအူးဆိုးရအနေနဲ့ဘာလဲလောက်လို့ကြားလိုက် order ရှိတယ်ကျွန်တော်တို့ကျွန်တော်တို့ကိုယ်တိုင်လည်း order ပဲဒါ order ပိုင်းခွင့်ရှိတယ်ဗျဘာကြောင့်ဒီတာတမဆက်တည်းကြီးမှဘလို့ဖြစ်လဲကျွန်တော်အမြင်ပြောရရင်တော့ကျွန်တော်တို့ကဘာမှမပြည့်စုံဘူးဆိုရင်ငါနဲ့အတ္တကြီးမာနာဇွဲတွေကိုထထားမှာဗျဘုံကြောင့်ထထားရမှာအင်္ဂလိပ်ကိုတိုက်တဲ့ချိန်မှာဂျပန်ကိုခေါ်ဘူးကြိုက်တာမဟုတ်လားဟုတ်တယ်လေကျွန်တော်တို့ဒါပဲဒီအရာမျိုးပဲဒီအရာမျိုးပြောတာအဲ့ဒီချိန်ကဘူရောက်တော့မှအဲ့ဒီဆိုတော့မှအဲအင်္ဂလိပ်ကိုတိုက်ဖို့ဂျပန်ခေါ်ငါနိုင်ငံအတွက်ငါလူမျိုးအတွက် လူမျိုးဘူးအတွက်နဲ့ပဲသူအခုအင်္ဂလိပ်ကိုတိုက်ပြီးအဓိကခေါ်ပြီးတော့ဟုတ်တယ်တိုက်တယ်အဲ့ဒီလိုမျိုးပဲအခုကျွန်တော်ဥမာကြီးဟိုပြီးခဲ့တဲ့ရပ်ပိုင်းနေရာဆိုရုရှားသမ္မတကမ္ဘာချင်းရောအာနာရှင်စနစ်နဲ့ကျင်းသောတဲ့ကမ္ဘာခေါင်းဆောင်တကယ်ထင်ငယ်ရပုံကူမျိုးတွေတောင်မှဒီလိုမျိုးခင်ဗျားတို့ဘာမှအတုံးမကြတဲ့လူအတုံးမကြတဲ့လူပြောနေတဲ့လူကို ထောက်ခံနေတဲ့ကမ္ဘာခေါင်းဆောင်တွေရှိနေတယ်ဆိုတာလက်ပြပြလိုက်တယ်ဆောက်ကျွန်တော်တို့နိုင်ငံအတွင်းမှာဘလောက်ထိပိုပြီးစိုးလာနိုင်တဲ့အနေအထားမျိုးတွေရှိတယ်လဲဆိုတာကို ခင်ဗျားတို့ပြည်သူတွေနော်တကယ်တက်သည့်နားလဲတဲ့လူတွေတက်ကနီရှင်သမားတွေကိုမပြောဘူးပြည်သူတွေအနေနဲ့သိဖို့လိုတယ်ဟုတ်တယ်ဒီမှာငါတို့အစိုးရရဲ့လုပ်ရက်တွေပုံမှန်လဲငါတို့ဘယ်လိုပြန်ပြီးတော့អော်ပေးရမလဲអော်ပေးရမယ်ဆိုတာကဆဲဖို့ဆိုဖို့ဖောင်းတူးဖို့မဟုတ်ဘူးချဖို့မဟုတ်ဘူးလုပ်ပါရဲ့လုပ်ပါရဲ့မီးမြိုက်ပေးရမအပူပေးရမတက်ကြွနေအောင်အဲ့ဒီတက်ကြွနေအောင်ဖြစ်တဲ့အတွက်တချို့ဆိုးရဲရှိတယ်ပြည်သူမဝင်းရံလို့ပြောတဲ့သူတွေရှိတယ်ပြည်သူကမဝင်းရံတာမဟုတ်ဘူးပြည်သူဝင်းရံလို့ UNG အစိုးရဆိုတာအခုအချိန်အထိခိုင်မြဲနေတာ ဒီခိုင်မြဲတဲ့အရာပေါ်မှာ UNG ရဲ့လက်ဝေခံဥပမာတတိယနိုင်ငံတော်သွားခြင်းနဲ့လူတို့လာတာရနေတဲ့လူတွေကခင်ဗျားတို့ကျွန်တော်တို့ကစစ်တပ်ကိုဘောမနေတဲ့လူတွေလို့ပဲ UNG ကိုအစိုးရတရက်ကိုထိုင်ပြီးဘောမနေတဲ့လူဒန်းစားတွေကဒီလူမျိုးတွေပြောနေတာတကယ်အမှန်တရားအစ်စ်ကခင်ဗျားတို့ပြည်သူတွေအနေနဲ့တွေးကြည့်လိုက်ဒီအရာပေါ်မှာကျွန်တော်တို့ကထုတ်ဖို့ပြောလို့ကျွန်တော်တို့ကဖောင်းထုတ်နေတာမဟုတ်ဘူးကျွန်တော်တို့ကဝေဖန်သုံးသပ်ပြနေတာတကယ်အရှိတရားတွေပဂတိအရှိတရားတွေကိုစပြတာတကယ် နိုင်ငံကိုရှစ်တယ်အာနာရှင်စနစ်ကြာရှုံးစေချင်တယ်လို့ယုံကြည်ချက်ရှိတယ်ဆိုရင်ခမရတို့အမှန်တရားအတွက်တိုက်ပွဲဝင်ပါဆိုရင်ခမရတို့ကဝိုင်းပြီးဝင်းရံဝိုင်းပြီးဝင်းရံကမယ်ဝိုင်းပြီးတော့ဟုတ်တယ်ညီမအောင်တဲ့အရာတွေကိုတော့အမားတွေတော့ဖော်ထုတ်ပြီးပါအမားတွေဖော်ထုတ်ဖော်လို့မရအောင်မူရတယ်ဒါပေမဲ့ရတယ်ရတယ်တော်လန်ရေးဆိုတဲ့ကာလအတွင်းထဲမှာဘလို့လားအပ်တဲ့အရာတွေက ချစ်ပြတ်သွားနိုင်တယ်ဆိုတာကျွန်တော်အသက်ကိုနှမျောလို့မဟုတ်ဘာကိုလဲသိလား21နောက်ပိုင်းမှာတခိုးတွေကလူယာဝင်တဲ့ခစ်ကိုရောက်နေတယ်ဟုတ်တယ်အเจ้าမို့လို့ကပခေါင်းဆောင်ကမအားလားလို့လူမျိုးတို့မြတ်တွေကအာနာမြတ်မြတ်ပြောတာဒီခေတ်ကဓမြအာနာရတဲ့ခေတ်ဖြစ်နေတာပေါ့ဟုတ်တယ်တခိုးတည်းကလူရဝင်တယ်ဓမြကအာနာရတဲ့ခေတ်ပေါ့အဲ့တော့အမှန်တရားအတွက်ဆိုရင်လက်သုံးချောင်းထောင်ပြီးတော့ရှစ်ဆက်နေတဲ့ကျွန်တော်မြန်မာစကားပြောတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့မှန်ကန်တဲ့အရာအတွက်ငါတို့နိုင်ငံမှာငါတို့ပြန်ပြီးတော့ နေမယ်ငါတို့ဒုက္ခလာစာနဲ့ညီတဲ့အစိုးရတရက်ကိုဖြစ်စေခြင်းနဲ့ဆိုရင်ကျွန်တော်တို့နေရာဆုံးမှာရှိနေတဲ့အရာတွေလူပုပ်ကိုယ်တွေအားလုံးကိုလည်းပေါ်ထုတ်လို့ရတယ်အမှန်တိုင်းညီပြောဆို권ရှိတယ်ကိုအစိုးရတရက်နဲ့ပတ်သက်ပြီးတော့လည်းခင်ဗျားတို့ပြည်သူတွေအနေနဲ့တောင်းဆိုပိုင်권ရှိတယ်ဒါမှလွတ်လပ်ပြီးတရားမျှတတဲ့ဒီမိုကရေစီစနစ်ကိုရမယ်လို့ထင်တယ်ဒီနေရာမှာစကားအဆက်ဆက်မကြီးပဲထိခိုက်ရှလွယ်ဖြစ်သွားရင် တောင်းပန်တဲ့အာနာရှင်စနစ်ကြာရှုံးရေးဆိုတဲ့အရာကိုပဲကျွန်တော်တို့ကတွေးထားတဲ့အတွက်ကျွန်တော်တို့လူဘိန်းစကားနဲ့ပဲကျွန်တော်တို့ပြောတာပါကျွန်တော်တို့က professional တွေမဟုတ်ပါဘူးအဲ့ဒီ guru တွေလည်းမဟုတ်ပါဘူးဟုတ်ပါဘူးအမှန်တရားကိုမြန်လို့ပြီးတက်တက်မြင်တက်တက်တွေးတဲ့လူတွေဖြစ်တဲ့အတွက်ထိခိုက်ရှာတယ်ဖြစ်သွားရင်တော့တောင်းပန်တယ်ဟုတ်ကဲ့ပါခင်ဗျားတို့အားလုံးလည်းအာနာရှင်စနစ်ကိုအဆုံးထိဝိုင်းပြီးတော့တွန်းလန်မှသာလျင်နိုင်ငံစစ်မှတ်အောက်ကလုံမြောက်မယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါအားလုံးကောင်းသောနေ့ပါကြနော်